ကိုမင်းဦးထိုင်တာအနေနဲ့ဆိုရင်ဒါပထမဆုံးစုံတဲ့ကားလည်းဖြစ်တဲ့ဒီအိုက်တာတွေအများကြီးမှတကယ်အများကြီးအဲ့လိုအများကြီးကိုသူကအားလုံးကိုအကောင်းဆုံး control လုပ်သွားနိုင်တယ်အမှန်တော့ကြောက်တယ်ဘာပဲဖြစ်ဖြစ် director ဆိုကင်းတော့တဲ့ set လေးစားရတယ်အဲ့တော့အဲ့လိုဆိုတဲ့အခါမှာဒီလို senior ကိုအကူပေါ့နော် director အနေနဲ့ပထမဆုံးစုံရတယ်လွဲချော်မှုဖြစ်သွားခဲ့ရဲ့ဆိုလို့ရှိရင်ကိုကြောင့်လို့ဖြစ်မှာဆိုတဲ့အတွက်အဲကြောက်ရတယ်ကြောက်ရတယ်အာ ျမ်းပိုင်နေရတယ်အဲ့လိုမျိုးလေးတော့ရှိပါတယ်တာကြီးတော့နည်းနည်းအဆူခံရတာပေါ့အဲ့ကိုမင်းကလေအရချောတယ်ပေါ့နော်အကိုမင်းကလေအခုချိန်ကြီးလဲချောနေနုဖတ်နေရပဲလေအနုပညာသမားတော်တော်များများစိတ်ကိုလေထားတတ်ကြရယ်เนาะအခုလိုမျိုးစိတ်ညစ်စရာတွေဝေးမထားပြီးတော့အားလုံးနဲ့ပြောအောင်နေရတဲ့ခါကျတော့ကိုမင်းကအရန်ချောအရန်ချောပါတယ်အရင်တော့ကလဲချောတယ်အခုချိန်ကြီးလဲပို့ပို့ပြီးတော့တော့မှချောလာသေးပါတယ် အဝင်းရဲ့ပိပိကြတော့ဒီဆက်ကားလေးမှာတာကြီးပါပါတယ်။အာတာကြီးကဘာလဲဆိုလို့ရှိရင်ဒီရွှေရွှေပေါ့နော်ယမပိုင်ဆိုးရဲ့ငယ်ဘဝတည်းကနေပြီးတော့ကြီးရဲ့ထိဘေးကနေဆောက်ရှောက်ပေးရတော့အာနေရာနေပါဝင်ပါတယ်။ဒါပေမဲ့အဲကိုကအင်တော်ဒိန်ဆိုတဲ့ခါကြတော့အဲဆောက်ရှောက်နိုင်တဲ့အင်အားကတော့ မရှိမရှိတရှိလေးနဲ့ပေါ့เนาะအဲအဲ့လိုမျိုးလေးဆောက်ရှောက်ပြီးခဲ့ရတဲ့အခန်းအနေပါဝင်ပါတယ်ရှင်အာဒီ character လေးကဘာပဲပြောပြောဟိုလုတ်ကွက်ရာတင်တဲ့လောက်ရပါတယ်အာရာတင်တဲ့လောက်ရပါတယ်ဆိုတော့တာကြီးတို့လုံနေကြ item လေးပါပဲတိုးတော်လဲလုံနေကြ item ထက် နည်းနည်းလေးပေါ့နော်အဲမင်းသမီးကိုအနာအနီးကပ်ပေါ့နော်အဲအားဖြစ်ပေးရတယ်ကိုဟိုအင်တော်ဒင်းတယောက်အနေနဲ့ပေါ့နော်အဲ့လိုမျိုးအာမင်းသမီးရဲ့ဟိုဘလို့ခေါမလဲစိတ်ခွန်အားတွေပေးရတယ်ကာကွယ်ပေးရတဲ့နေရာလေးရပေါ့ကိုမင်းဦးနဲ့ကဒါကဇလန်းတွဲလေးဖြစ်တယ်ကိုမင်းဦးထိုက်တာအနေနဲ့ဆိုရင်ဒါပထမဆုံးစုံတဲ့ကားလေးဖြစ်တယ်ကိုမင်းဦးက အဲ့ character တွေဒီ actor တွေအများကြီးမှတကယ်အများကြီးအဲ့လိုအများကြီးကိုသူကဘာလုပ်ပေးရလဲဆိုလို့ရှိရင်အဲ့ဒီ character တွေအားလုံးရဲ့ဟိုဘယ်လိုခေါ်မလဲ ကာရိုက်တာတွေကိုသူခေါင်းထဲမှာသူတယောက်တည်းသိမ့်ပြီးအဲ့ဒီအပေါ်မှာကင်မရာဝက်ကောပါညာအကုန်လုံးစီစဉ်ရတဲ့အခါမှာတခါတလေကြာရင်ဩဘော်လူခေါမလဲစိတ်မရှိတာတွေစိတ်လောတာမျိုးတွေဖြစ်တတ်တယ်။သို့တော်လည်းသူကဟိုဘယ်လိုခေါမလဲဆိုတော့အားလုံးကိုအကောင်းဆုံး control လုပ်သွားနိုင်တယ်။ အဲအားကြောင့်မို့လို့အမတ်တရတွေကတော့အမတ်တရတွေကတော့ကိုယ့်ရဲ့အမှုပညာကြီးကိုမောင်မမတွေအများကြီးပေါ့နော်အဲလူဟောင်းတွေပြန်ဆောင်ကြရတယ်ပြန်ဆောင်ကြရပေမဲ့တဟီးတဟားတော့အရန်လို့လို့မရဘူး အဲ့တော့အဲပြောစရာလဲကောင်းတဲ့ shooting လေးပါလို့အမှန်တော့ကြောက်တယ်ဘာလို့တာကြီးတို့တွေဒီဟို writer လူငယ် writer ဆိုလဲလူငယ် writer မဟုတ်လို့ဘာပဲဖြစ်ဖြစ် writer ဆိုကင်းတော့တဲ့ set လေးစားရတယ်အဲ့တော့အဲ့လိုဆိုတဲ့အခါမှာဒီလို senior ကိုအကိုပေါ့နော်အာဟို writer အနေနဲ့ပထမဆုံးစုံရတယ်ဒီဇကားကြီးကလည်းအရန်ကိုဇက်အင်ကလည်းကြီးကျဲရဲ့အာ current အဲ့ဘယ်လိုခေါ်မလဲဇက်ကောင်တွေကအများကြီးဖြစ်တဲ့အခါမှာအမှန်တိုင်းပြောရရင်တခခုလွဲချော် ှုဖြစ်သွားခဲ့ရဲ့ဆိုလို့ရှိလို့ရှိရင်ကိုကြောင့်လို့ဖြစ်မှာဆိုတဲ့အတွက်အဲကြောက်ရတဲ့ကြောက်ရတဲ့အာစတန်ပိုင်နေရတယ်အဲ့လိုမျိုးလေးတော့ရှိပါတယ်ဟုတ်ကဲ့တာကြီးတော့နည်းနည်းအဆူခံရတာပါ အရန်ကွာချပါတယ်ကို character လေးကို writer ခိုင်းတဲ့အပိုင်းလေးကိုတာဝန်ယူပြီးတယောက်ဆောင်ရတယ် director ကတော့အရန်တာဝန်ကြီးတယ် writer ဆိုတာဒီတကွင်းလုံးဒီ character တွေအကုန်လုံး camera work ကစား location tempo အကုန်လုံးကိုသူကောင်းနေထည့်ထားရဲဆိုတော့တအားကွာချပါတယ်အငငယ်တော့တယောက်ဆောင်ဆိုလို့ရှိရင်သူတယောက်ဆောင်ပါဝင်ရမယ့်အခန်းပါဝင်ရမယ့်အဝတ်အစားအဲကတော့အဲ့လိုမျိုးလေးပဲ writer တင်ပြတဲ့အပေါ်မှာအဲ့လိုမျိုးတယောက်ဆောင်ကြရတယ်အခုဟာကြတော့ ဒီ director ကမှ အိုက်တာတွေ character တွေအများကြီးကိုမှသူကအဲ့ဒီ character တွေပေါ်မှာတိမ်းချော်မသွားအောင်အာဒီဇာတ်ကားကြီးကောင်းမှုအတွက်အာ set တွေ location tempo တွေကိုသူကအဆက်ဆက်ရရခေါင်းထဲမှာထားတာအိုက်ကားရိုက်တဲ့အချိန်မှာကိုမင်းကတော်တော်တော့အိုပါတယ် အဲကိုမင်းကလေအရင်ချောတယ်ပေါ့နော်အဲကိုမင်းကလေအခုချိန်ကြီးလဲချောနေနုဖတ်နေရပဲလေအဲ तू ကလေဘာလို့ဆိုစိတ်ကိုအနုပညာသမားတော်တော်များများစိတ်ကိုလေထားတတ်ကြရယ်เนาะအခုလိုမျိုးအပြောပြီးရင်ပြီးပြီပေါ့ပြီးလို့စိတ်ညစ်စရာတွေဝေးမှထားပြီးတော့အားလုံးနဲ့ပြောအောင်နေရတဲ့ခါကျတော့ကိုမင်းကအဲရမ်းချောအရမ်းချောပါတယ်အခုချိန်အရင်တော့ကလဲချောတယ်အခုချိန်ကြီးလဲပို့ပို့ပြီးတော့တော့မှချောလာသေးပါတယ် ဟုတ်တယ်ဟုတ်တယ်ပိုကြီးလာတာအဲ့ဒါကတော့အဲကိုမင်းဝေါ်တာကြီးတို့အသက်ရွယ်တစ်ခုရောက်လာတဲ့အခါမှာအမှုပညာလောဘကတော့ကြီးလာကြပါတယ်အမှုပညာတက်တန်းကြာလာတာနဲ့အမျှဟိုဟိုအတွေ့အကြုံတွေအရအတွေ့ဇလန်းတွေအများကြီးရိုက်ခဲ့တယ်အတွေ့အကြုံတွေအရဘာပဲဖြစ်ဖြစ်ဟိုဥစား အားဆိုင်ထုတ်ကြရတယ်။ဒါ ਈ တို့ဆိုလေဒီတက်ဒီရွယ်ရောက်တော့မှအိုက်တင်ရဲ့သဘောတရားကိုထိထိမိမိသိရဲ့။နောက်ပြီးတော့အရင်တော့ဆိုငငယ်တော့ဆို dialogue ကိုပြောပြီးပြီးပေါ့နော်။အဲ့လိုမျိုးမျိုးတော့ဆိုပြောလိုက်ကြရတယ်။အခုချိန်မှာတော့စကလုံးတစ်လုံးနိုင်မှသူ့ဘာသူအိုက်တင်ရှိရဲ့အာမျက်လုံးနဲ့လောက်ရမယ်အိုက်တင်တချို့တွေကပြောကြတယ်။ dialogue တစ်လုံးမှမပါဘူး။အဲ့ဒီ dialogue တစ်လုံးမှမပါတဲ့အချိန်မှာ အိုက်တင်ကပို့ပြီးခက်ခဲတယ်။ဘာလို့ဆိုတော့စိတ်ထဲကနေအဲ့ဒီ dialogue ကိုပြောရတယ်။နောက်ပြီးတော့ဟိုငငယ်တော့ဆိုမသိလို့ရှိရင် body movement နေနဲ့ဟာတအားတွေပေါ့။ body movement လုပ်ရတဲ့အပိုင်းလေးရှိပါတယ်။တိုးတော်လည်း ဲ့ဒီမျက်နှာနဲ့ ID မလုပ်တတ်တဲ့ခါကျတော့ body movement အနေနဲ့တုံးရတဲ့ခါကျတော့ ID နဲ့အာလွဲတာတွေအများကြီးရှိတယ်နောက်ပြီးရဲ့ခါမှာဆိုလို့ရှိရင်မျက်ရည်ကြဖို့ဆိုငငယ်တော့ပယုတ်စီလေးထက်အာအဲ့လိုမျိုးထက်အခါမှာမျက်လုံးတွေကဟိုပယုတ်မျက်ရည်မထွက်ပဲနဲ့မျက်လုံးတွေမဖွင့်နိုင်ပဲနဲ့နှက်တွေထွက်ဆိုတော့လေနောက်ပြီးတဲ့အခါမှာမျက်ရည်အတုမူးမထက်တတ်တော့လေမျက်ရည်အတုနဲ့လောက်ရတဲ့အခါမှာဘာဖြစ်လဲဆိုတော့အဲ့ဒီကားတွေမျိုးပြန်ကြည့်တဲ့အခါမှာအရန်ရှက်တက်လာတယ်အရန်ရှက်တက်လာတယ်ဆိုတာက အဲ့ဒါဘလို့ရှက်တလားဆိုတော့ ကို mood မရှိဘလို့ခေါ်မလဲ mood မရှိပဲနဲ့လေအာဒီဟာကိုပဲ acting လုံးုံတသက်ကြီးပဲဆိုတာလေအဲ့လိုမျိုးတကယ် mood မပါရင်အသက်မပါပဲနဲ့လုံငိုလုံအဲ့ဒါမျိုးတွေပေါ့လေအဲ့လိုမျိုးတွေဟိုဟွာတွေကိုလည်းအခုချိန်မှာတိလာတယ်ဒါကြောင့်မို့လို့အတွေ့အကြုံညာဆိုလို့ရှင်အသက်ကြီးလာလေလေဒီလိုမျိုးပေါ့လေဒီလိုမျိုးစ조사အားထုတ်ရမယ်ဆိုတာတွေကို acting ရဲ့သဘောတရားတွေကိုအတွေ့အကြုံညာပိုတိလာကြတယ်လို့ထင်ပါတယ်